ပြောတာပေါ့နော်ပြောတယ်ပြီးလို့ရှိရင်သူတို့အလူမလေးလှသွားပြီးအဲ့လိုမျိုးဒီသူတို့သမီးလေးလှသွားပြီးအဲ့အလူမရဲ့သူတို့သမီးရဲ့မဟုတ်ပါဘူးကိုချုပ်ပေးတဲ့ဝတ်စုံပေါ့နော်အဲ့တဲ့စိတ်တိုင်းကြသွားပြီးလှသွားပြီးဆိုရင်အဲ့ဒါဆိုရင်ကိုလေသူတို့ရှိရာဟိုပတ်စံရတဲ့ဆိုတာထက်ကိုပေါ့နော်ဟိုဒီ PTR ပေါ့နော်ဟိုပျော်ပြီးတော့ဟိုကြည်နူးလို့မဆုံးတော့အဲ့လိုဖြစ်တာပေါ့ကိုဝဲလိုက်တဲ့ကိုချုပ်ပေးလိုက်တဲ့ဟာလေးကိုသူတို့ဝဲလိုက်လို့အဆင်ပြေနေရင်ကိုစိတ်ချမ်းသာရတာပေါ့လူတွေမင်္ဂလာဆောင်တွေရတော့ပေါ့နော် ဟိုအလူပွဲဖြစ်ဖြစ်မင်္ဂလာဆောင်ပွဲပဲဖြစ်ဖြစ်ပေါ့နော်လာအပ်ပြီဆိုရင်ဟိုဟိုပွဲတိုင်းမှာတော့အမှတ်တရတွေကြီးပါပဲဟိုဒီဥစ္စာပေါ့နော်ဒီဟိုတချို့ဟိုကက်စတမာတွေပေါ့နော် ပိန်နာဆိုလဲကိုကဖွင့်ခါစားဆိုတော့ပိန်လွန်ရင်လဲပိန်လွန်ရင်လဲကြောက်တာပေါ့နော်ဘာလွန်ရင်လဲကြောက်တာအဲ့လိုမျိုးလေးတွေဆိုရင်ကိုကဟိုလေလုံနေတဲ့ချိန်မှာဆိုရင်ကိုကိုကိုပေါ့နော်ဟိုဒီလှအောင်တာလှလိုက်တာလှပါမလားပေါ့ကွဲရောက်သွားလို့သူတို့သူတို့သမီးတွေလှသွားပြီးဟိုအလှမတွေလှသွားပြီးဆိုရင်ပီတိဖြစ်ရတာပေါ့နော် ဟာဟုတ်ကဲ့ဆရာမင်္ဂလာပါရှင်ဟိုပါလေသမီးကတော့အရင်တော့ကပေါ့နော်ဆက်ချုပ်ကိုဟိုပါပလိတ်ကဆရာမစီမှာအခြေခံတင်တယ်ပြီးလို့ရှိရင်ဟိုမချုပ်ဖြစ်တဲ့ခါကျတော့ဟိုဒါကြီးကိုမေ့သွားပြီးတော့ဆက်ပြီးမလုတော့ဘူးလို့တွေးနေတာပေါ့နော်အဲ့ဒီအချိန်မှာပဲဒီမြင့်ငယ်ကဆရာမဒီစမ်းတော်တာရှိမှပြန်တင်တယ်အဲ့ကျတော့ကိုကချုပ်တက်လာတဲ့ခါကျတော့ဟိုကိုကိုကိုလေးချုပ်ဝတ်တက်လာတယ်ပေါ့နော်အဲ့ဒါလည်းကိုကိုကိုဝါသနာပါမဲမတည်သေးဘူးအိမ်မှာပဲအဲ့လိုမျိုးလေးပဲချုပ်ဝင်နေရင်းနဲ့မှ လုံးဖြစ်ဘူးပေါ့နော်တခြားစီးပွားရေးဘက်ကိုလှည့်သွားတယ်ဒါပေမဲ့အချိန်တရင်ဒီဟာလေးပဲပြန်ချုပ်ချင်လာတဲ့ခါကျတော့အဲအန်တီကနေပြီးတော့ပေါ့နော်ဒီတခုခုလေးတင်းတင်းလေးဆက်တက်ပါလားလောက်ပါလားဝါသနာပါနေရအောင်လို့အကြံပေးတဲ့ခါကျတော့အဲ2018နှစ်ကုန်ကန်ဒီမှာပေါ့နော်ဒီဆရာမျိုးမင်းဆိုဒီဇိုင်နာမျိုးမင်းဆိုရှိမှသွားပြီးတော့တင်းတင်းလေးထပ်တက်တယ်ပြီးလို့ရှိရင်အဲ့ဒါတင်တန်းတက်နေနေပေါ့နော်တန်ခွဲ21ပေါ့သမီးတို့ခွဲကတင်းနေနေဆရာနဲ့ယင်းကြီးသွားတဲ့ခါကျတော့ဆရာက ဟိုခွင့်မလာလက်ရလေးရလဲတတရရလေးလို့ပြောတဲ့အခါကျအဲ့ချိန်ထိကတကယ်တော့ခွင့်မယူရချက်မရှိဘောเนาะဆရာရဲ့အားပေးတဲ့ဟိုခွင့်မလာရတဲ့ဆိုတဲ့စိတ်ကင်းနဲ့ဟိုအားကြောင့်လို့ခွင့်ပြသွားတာဘောเนาะ2019ဆယ်လပိုင်းမှာခွင့်တာပါဆက်ကိုဆယ်လာပိုင်းမှာဖွင့်ပြီးတော့เนาะတမီးဆိုင်ဖွင့်ပြီးတော့6လလောက်နေတော့ကိုဗစ်တွေဖြစ်တယ်ဗောနော်အဲ့ကြဆိုင်တွေပိတ်ထားရတယ်အဲ့လိုမျိုးအချိန်ဒီမှာဗောနော်အဲဟိုဘောင်ဆရာတမီးဟိုဟာလေးလာတာကိုရက်မသွားနဲ့အမြဲတမ်းလေးလာဗောနော် ဆိုင်ဆိုတာမခွင့်ပြစ်လို့ရှိရင်ပိုကြောက်ပြီးတော့မခွင့်ပြစ်ဘူးပေါ့နော်ခွင့်နေရင်လည်းမအတွေ့အကြုံတွေရမယ်ဘူးသူတို့ရရကြအဲ့ကြမှာကိုလိုအပ်တာတွေကိုသိမယ်အဲ့ကြမှာလိုအပ်တာလေးဆက်လေးလာအဲဒီတိုင်းပဲလေးလာနေပေါ့နော်ဒီပညာရက်ကလေးလာလို့ကိုပြီးမှမဟုတ်တော့ဘူးပေါ့နော်အဲ့လိုမျိုးဆရာပြောတဲ့စကားလေးတို့နားထောင်ပြီးတော့ပေါ့နော်အဲ့ဒါမှဒီအိမ်မှာပဲနေရင်လည်းဒီတိုင်းအားနေမယ်တူတူဆိုပြီးတော့ online တွေ င်တန်းတွေထပ်တက်ဖြစ်တယ်ပေါ့နော်။ online မှာတင်တန်းတွေလည်းထပ်တက်ဖြစ်တယ်။အဲ့ဒီအချိန်မှာဆရာနေမင်းဝါကိုတွေ့တယ်။တွေ့တဲ့အတွက် online ကနေပြီးတော့ join ကြည့်ရပေါ့နော်။ join ကြည့်ရခါကျတော့အဲ့ဆရာတင်တာတွေကိုသဘောကျပြီးတော့2021ကျတော့ဆရာရှိမှအပြင်ပွဲတက်တန်းလေးထပ်ပြီးတော့တက်ဖြစ်သွားရပေါ့နော်။လို့တက်ပြီးတော့အမြဲတမ်းပေါ့ကိုကိုကိုလိုအပ်နေတဲ့ထင်ပြီးအမြဲတမ်းပဲပညာကိုထပ်ပြီးတော့သင်နေပါရယ်ပေါ့နော်ကိုလည်းအဲ့ဘက်မှာပညာသင်ဒီဘက်မှာပြန်အသုံးချပေါ့ဒီလိုမျိုးဆရာတို့နဲ့တွေ့တော့လေဟို တကယ်ဆရာကောင်းနေနဲ့တွေ့တယ်ဗောနော်အဲ့ကြတော့ကိုဘာလေးတွေလိုအပ်တယ်ဆိုတော့ဆရာရဲ့ကြည့်ပေးတယ်ဗောနော်အဲ့လိုပကြီးပိုင်းလေးတွေလိုအပ်တယ်ဆိုလဲပကြီးဆရာဆရာဝင်းမင်းသန်းအဲ့ဆရာစီမားတို့ပြန်ပြီးတော့သင်တန်းလေးထပ်တက်ဖြစ်တယ်ဗောနော်ဆရာကောင်းနေနဲ့တွေ့လို့ဒီဥစ္စာကိုလုဖြစ်သွားတာလားဒီကွာကြတော့ဗောနော်ဟိုမိန်းကလေးတွေဆိုတာကြတော့တော့ဟိုဒီတန်မိုးဝန်းချောင်းပညာဆိုတာတခုမဟုတ်တခုဗောနော် ဟိုတက်တင်လေးပေါ့ဟိုကျွန်တော်တို့ဆိုတော့လည်းတူတူပဲလေအမေတို့အဖေတို့ကဟိုဒီအမေအမေတို့ကပေါ့နော်ဒါလေးတက်တင်နေဆိုပြီးတော့မိဘတွေထားခဲ့လို့တက်ခဲ့တာပေါ့နော်တက်ရင်တက်ရင်လည်းမကုတ်ကုတ်ဝါသနာပါပဲမသိပါခဲ့တာပေါ့အစကတော့ဝါသနာပါလို့မဟုတ်ခဲ့ဘူးမိဘတွေထားလို့ပေါ့နော်အဲ့လိုကနေဝါသနာပါလို့ဆက်လေးလိုင်းလေးလေးလိုင်းရင်ねဒီလုပ်ငန်းလေးကိုလုပ်ဖြစ်သွားတာပေါ့အဲ့ကြတော့ဟိုအကုန်လုံးပေါ့နော်ဒီကလေးတွေပေါ့နော်အခုခေတ်မှာကိုယ့်ကကိုယ်ပဲချုပ်ဝင်မလား ဒီလိုမျိုးဆိုင်မဲဖွင့်မလားเนาะအဲ့ကြအဲ့လိုမျိုးအတွက်မင်းကလေးတိုင်းတက်တင်နေပေါ့နော်လက်မှုပညာတစ်ခုမဟုတ်တစ်ခုအခုတင်ယူမှုကလည်းဟုတ်ကဲ့ပေါ့နော်ဟိုဒီအဲ့လိုမျိုးကိုကလည်းဝါသနာပါတာကိုဒီဘက်မှာတင်းနေရင်းနဲ့တခြားမှာလည်းကိုကအမြဲတမ်းလေးလာတယ်ပေါ့နော်အခုချိန်ထိလည်းကို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 ပညာဝန်းစာပြည့်ရလို့မထင်သေးဘူးပေါ့နော်အဲ့ဒီတော့ကိုဒီဆရာကောင်းနေနဲ့လည်းအမြဲတမ်းတွေ့တယ်သူတို့ရှေ့ကလည်းအကြံဉာဏ်လေးတွေ့တိုင်းယူတယ်ပေါ့နော်ဆရာရဲ့လည်းတွေ့တိုင်းအကြံဉာဏ်လေးပေးပါတယ်အဲ့ဒီအကြံလေးတိုင်းပဲကိုကလည်းရှေ့ဆက်ပြီးတော့ ဟုတ်ကြိုးစားရမှာပါဆရာပြောတာပေါ့နော်ပြောတယ်ပြီးလို့ရှိရင်တို့အလူမလေးလှသွားပြီးအဲ့လိုမျိုးဒီသတို့သမီးလေးလှသွားပြီးအဲ့အလူမရဲ့သတို့သမီးရဲ့မမဟုတ်ပါဘူးကိုချုပ်ပေးတဲ့ဝတ်စုံပေါ့နော်အဲ့တဲ့စိတ်တိုင်းကြသွားပြီးလှသွားပြီးဆိုရင်အဲ့ဒါဆိုရင်ကိုလေတို့ရှိရာဟိုပတ်စံရတဲ့ဆိုတာထက်ကိုပေါ့နော်ဟိုဒီ PT ရပေါ့နော်ဟိုပျော်ပြီးတော့ဟိုကြည်နူးလို့မဆုံးတော့အဲ့လိုဖြစ်တာပေါ့ကိုဝဲလိုက်တဲ့ကိုချုပ်ပေးလိုက်တဲ့ဟာလေးကိုတို့ဝဲလိုက်လို့စင်ပြေးနေရင်ကိုစိတ်ချမ်းသာရတာပါဆို အမကတော့ဟိုအခြေခံတင်တန်းရှိတယ်ပေါ့နော်ဆရာအခြေခံတင်တန်းရှိတယ်ဘာသာဆုံးတင်တန်းရှိတယ်ပွက်တက်တင်တန်းရှိတယ်ပေါ့နော်အခုလက်ရှိကတော့ဘာသာဆုံးတင်တန်းသူတွေကြီးပဲရှိရပေါ့နော်ဟုတ်စီနေနေရလာတဲ့လူတွေကြတော့ဟိုအဝေးပေါ့နော် အဝေးသမားအဝေးဟိုလိုမျိုးဒီအဆောင်စီဇန်နာတို့ဘာလို့ဒီဘက်မှာကြတော့လဲတိတ်ပြီးတော့လေဟိုဟိုမဖြစ်တဲ့နေလို့ဖြစ်နေတဲ့ခါကြတော့အိမ်မှာပဲပေါ့နော်အိမ်မှာပဲထားထားပေးတယ်ပြီးလို့ရှင်ဒီတင်တန်းမှာလည်းနေလို့ရတယ်ပေါ့နော်ဟုတ်ဟို ဟိုမချုပ်ဘူးတဲ့သူတွေကိုလည်းဟိုပေါ့လာချုပ်လဲပါလို့စိတ်တိုင်းကြဝန်ဆောင်မှုပေးပါမယ်လို့ချုပ်နေကြအမြဲတမ်းပေါ့နော်ဆိုင်ဖွင့်ကြတဲ့နေ့ဒီနေ့ဒီချိန်ထိအားပေးကြတဲ့ customer တွေတဦးတယောက်ရှိဒီစီကိုလည်းအမြဲတမ်းကျေးဇူးတင်ပါတယ်လို့ဆက်သွယ်မယ်ဆိုရင်ဟိုဘာတော့ဖုန်းနံပါတ်ကတော့0119 53433ပေါ့နော် ပြီးလို့ရှိရင်39 9050 3939ကိုအဲ့ဒီဖုန်းနံပါတ်တွေကိုလည်းဆက်သွယ်လို့ရပါတယ်။ဘိုင်နောက်ခုစလုံးဘိုင်ဘာသုံးတယ်ပေါ့နော်။ဘိုင်ဘာလည်းသုံးလို့ရဘိုင်ဘာနေလည်းဆက်သွယ်လို့ရတယ်။ဒီ Facebook အကောင့်ကလည်းတင်ယူခိုင်ပါပဲဟုတ်။ Twitter မှာလည်း Twitter မှာလည်းတင်ယူခိုင်ပါပဲရှင်ဟုတ်။ဆိုင်လိပ်စာလေးကတော့မြင့်ငယ်မြို့ဒီကောင်းကောင်းနဲ့တော့အနီးပေါ့နော်။မြင့်ငယ်စကိုင်းဖြတ်လန်းပေးပါပါ။